ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့ channel လေးဖြစ်တာကြောင့်ဒီ channel လေးဖြစ်တာကြောင့် like and subscribe September 30ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမအဦးဆုံးအနေနဲ့တင်ဆက်ကျွန်တော်ကတော့ရဲဘော်လာရံ KNPP ဥက္ကဋ္ဌနဲ့ NUG ယာယီတမရတော်လန်ကြီးစိန်ခေါ်မှုတွေကျွလွန်နိုင်ဖို့လေ Federal Democracy နိုင်ငံတည်ဆောက်ရေးဆွေးနွေးကြောင်တင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီတမရဒူဝါလက်ရှိလာနဲ့ Greenie အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခုဦးရဲတို့ တော်လှန်ရေးဆိုင်ရာစီကော်မှုတွေကျော်လွှားဖို့ ਨੇ နာကပ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးအတွက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဂျမန်နီညမှာ NUG ကထုတ်ပြန်ပါတယ်စက်တင်ဘာလ25ရက်နေ့ကလည်း NUG ယာယီတမရဒူဝါလက်ရှိလဟာကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဖရိုကွတ်ထူးဝင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်ပြီးလေးရက်အကြာမှာ KNPP ဥက္ကဋ္ဌနဲ့ပါတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်လာတာပါ NUG နဲ့ KNPP ခေါင်းဆောင်နှစ်ဦးဟာလက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေတွေ လက်ရှိကြုံတွေ့နေရတဲ့တော်လန်ကြီးဆိုင်ရာစင်ကော်မှုတွေအတူရင်ဆိုင်ကျော်လွှတ်နိုင်ဖို့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တိုင်းပြည်အနှံ့စစ်တပ်ရဲ့ဘုံကျဉ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒိဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာရသူတွေအသက်အိုးအိမ်စီးဆိုင်တွေဆွန့်လွတ်ထွက်ပြေးတင်းရှောင်နေကြရတဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာကူညီရေးဆိုင်ရာတွေကိုလည်းဆွေးနွေးကြတယ်လို့အတည်ပြုထားပါတယ် CTA အာနာသိန်းကလေးက KNPP KAR ပြည်သူနဲ့အတူရက်တည်ပြီးစစ်တပ်ကိုတော်လှန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ KNDF တီထောင်ရမှာလဲ KA ကစစ်ပတ်ထိတ်တန်းတာဝန်ရှိသူတွေကိုဥဆောင်မှုပေးခဲ့ပါတယ်။ KA ဟာ KNDF အပါအဝင်ကရနီတပ်ပေါင်းစုနဲ့အတူစစ်တပ်ကိုဇက်တိုက်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ KNU နဲ့ NUG ကောင်းဆောင်တွေစက်တင်ဘာလ25ရက်နေ့ကတွေ့ဆုံဆွေးနွေးရမှာလဲနေဦးတော်လှန်ရေးအမြင့်ဆုံးအောင်မြင်စေဖို့ တော်လိုင်းအင်အားစုတွေအကြပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ်ကဏ္ဍတွေကိုအကြစ်တဝန့်ဆွနေကြတယ်လို့ထုတ်ပြန်ခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဗမော်မှာနေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီတော်လိုင်းတပ်ဖွဲ့ရဲ့ drone ကြောင့်စစ်တပ်ဘက်မှဗိုလ်မှူးအပါအဝင် စက္ကဆ9ဦးသေဆုံးတယ်လို့တရားငါမမလက်နက်ကြီးပျက်စီးအထိနာသွားတဲ့စစ်တပ်အနေနဲ့ Jet Fighter ဝိုင်းတွဲလေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတောက်လျှောက်ပြုတ်လုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းမှာတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီး ီးခဲ့တဲ့အပတ်အတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ drone ကြောင့်စစ်ကောင်စီဘက်မှဗိုလ်မှူးအပအဝင်စစ်ကောင်စီ၅ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီလက်အောက်ခံဝါရဖြန့်တဲ့မီဒီယာတွေကနေတဆင့်ဗမော်မျိုးကိုစစ်တပ်အနေနဲ့အပြည့်အဝထင်းချုံနိုင်ခဲ့ပြီးဆိုပြီးဝါရဖြန့်မှုတွေရှိခဲ့ပေမဲ့လည်းမျိုးရင်းတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလဲရှိတယ်လို့သိရှိရပါတယ်။နေ့တိုင်းနေ့တိုင်းနေ့တာနဲ့များတာနှစ်ခုပဲရှိတယ်။ပုံမှန်ပဲတိုက်ပွဲကနားတဲ့ရက်ကောင်မရှိဘူးလို့ဗမော်မျိုးစစ်မြေပြင်မှာတော်လိုင်းရဲဘော်တူဦးကဆိုပါတယ်။ ပြည်ကြတဲ့အပတ်တွင်မှာလဲဗမော်မျိုးအတွင်းစစ်ကောင်စီဘက်မှပုံမှုအပါအဝင်ဆက်ကဆ9ဦးဒရုန်းပြင်ရန်စီဝေးနေစမှာတော်လိုင်းအင်အားစုတွေကတိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့စီဝေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလေကြောင်းကင်းထောက်မှုအရင်ပြုလုပ်ခဲ့ပြီးနောက်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဆိုပါဘုံမှုအပါအဝင်ဆက်ကဆ9ဦးလုံးနေရာမှာတည်ထောင်ခဲ့တယ်လို့သိရှိရပါတယ်ဒါအပြင်တော်လိုင်းအင်အားစုတွေရှိနေတဲ့နေရာတွေကိုရန်တပ်ပစ်ခတ်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီရဲ့ 105မမအမြောက်ထားရှိရာနေရာကိုလည်းအဆိုပါနေမှာလေ drone နဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်တပ်ဘက်မှထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့နောက်ထပ်မြေပြင်ရဲဘော်တအူးကဆိုပါတယ်ပြီးခဲ့တဲ့အပတ်ကပဲအသေးခံ drone 105မမတလက်နဲ့ဗိုလ်မှူးတစ်ယောက်ရဲဘော်၄ယောက်ကိုရလိုက်သေးတယ်လေတပတ်လောက်တော့ရှိပြီနေရာတိုင်းသူတို့အလောင်းတွေပဲဗိုလ်မှူးနဲ့၄ယောက်က drone ပြင်နေတယ် drone နားမှာစုဝေးနေကြတာအဲ့ဒီအချိန်မှာချလိုက်တာအကုန်သိတာပဲလို့ဆိုပါတယ်ဒီလိုမြေပြင်မှာထိခိုက်သေးဆုံးမှုတွေများပြားနေတာကြောင့် စစ်ကောင်စီအနေနဲ့ယခုရပ်ပိုင်းအတွင်းမြေပြင်စစ်ကြောင်းတွေထက်လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမှုပြုလုပ်လာနေတယ်လို့သိရှိရပါတယ်။အထူးသဖြင့်စစ်မြေပြင် drone တွေအပြင် jet fighter များဝိုင်းတွင်းလေယာဉ်များနဲ့တလိုင်းအင်အားစုတွေရှိရာနေရာတွေကိုလေယာဉ်ဘုံကျဲမှုတွေစက်တိုက်လွတ်ဆောင်နေတယ်လို့အဆိုပါရဲဘော်မှဆက်ပြောပါတယ်။အထိနာသွားလို့ထင်တယ်။လေယာဉ်ကတော့တနေကုန်လူလိုပဲလာကျဲနေတာ fighter ကောဝိုင်းတွဲလေယာဉ်ကောပဲမနက်ကနေလာတာအခုထိလေယာဉ်ကျဲနေတော့ပဲဒစီဘီဒစီကျဲနေတာလို့ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းဗမော်မြို့တုံးမိုင်ဒေတာအနီးဆက်သွေးရီလမ်းဖောက်ရန်စစ်ကြောင်းထုံးမှုတွေရှိခဲ့ကတော်လိုင်းရဲတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ခုနှစ်ယောက်ထပ်မင်းတေဆုံးပြီးပြန်လည်ဆုတ်ခွာသွားရတယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့တာချီလက်ခရင်ရဲတပ်ဖွဲ့မှုအဖြစ်မကြသိမီကပြောင်းလာတဲ့ဒူရဲမှုကြီးနေမျိုးရဲ့တားငယ်ဖြစ်သူအသက်28နှစ်အရွယ်မြို့ခန့်တော်မှာတာချီလေးမျိုးမေခွန်ရက်ကွက်နှစ်လမ်းရှိငှားရက်နေတဲ့နေအိမ်မှာ ကျိုးဆွဲချအစုံစီရင်တော့ကြောင်းတင်ဆက်ပေးပါမယ်။ဒူရဲမှုကြီးနေမျိုးမှာလွန်ခဲ့တဲ့3လခန့်ကမိုင်းရံမြို့နယ်မှာတဆင့်တာချီလိတ်ခရိုင်ရဲမှုယာယီအဖြစ်ပြောင်းရွှေ့လာသူဖြစ်ပြီးလက်တလုံးမဲခေါင်နှစ်လမ်းမှာအိမ်ငှားရက်နေထိုင်ရမှာရင်းအိမ်မှာပင်၎င်းရဲ့တားဖြစ်သူအစုံစီရင်တော့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့သတင်းရှိမြစ်ကပြောပါရယ်။သူသားကအရင်ကတစ်တော့ကဝန်ထမ်းလွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကဝန်တန်းကနေထွက်လိုက်တာအဲ့ဒီကလေးကတအားဖကမတည့်တာသူ့သားကိုအမြဲတမ်းစုဆဲနေတာပဲ အဲ့ဒါရီကြောင့်ပဲတက်တည်သွားတယ်လို့သုံးသက်ကြတယ်လို့၎င်းကဆက်ပြောပါတယ်။တာချီလေးခရင်ရေယုံရှိခရင်မှုနေအိမ်မှာရခင်ခရင်မှုရဲ့ပစ္စည်းများရှိနေသေးတဲ့အတွက်ဒူရဲမှုကြီးနေမျိုးမှာခရင်ရေယုံအနည်းရှိမေကောင်နှစ်လမ်းမှာငှားရက်နေထိုင်ခြင်းဖြစ်ကြောင်းတိတ်ဆုံးသွားတဲ့တာဖြစ်သူရဲ့အလောင်းကိုမဟာမျက်မှုနှင့်ဝန်အတွင်းမှာထားရှိပြီးနာယီကိုရင်းနေရမှာသာစီစဉ်ကြောင်းဆုံးဆက်သိရှိရပါတယ်။တာဖြစ်သူကြိုးစွဲချအဆုံးစီရင်ပေမယ့်ခရင်ရေမှုနေမျိုးမှာယောဂနဲ့တိတ်ဆုံးတဲ့လူသာပြောဆိုထားပြီး တင်မှုတေခင်မဖွင့်ရင်ဖုံးကွယ်ထားကြောင်းသိရှိရပါတယ်။ရေတာချီလိုက်ခရန်ရေတက်ဖွဲ့မှုနေမျိုးမှာဌာနအတွင်းဝန်ထမ်းများကြားနာမည်ဆိုးထွက်သူဖြစ်ပြီး၎င်းရဲ့လုပ်ရက်တွေကြောင့်ဌာနတွင်လုပ်ပေါ်ကင်ပတ်များစွာစိတ်ဒုက္ခရောက်ရကြောင်း၎င်းကိုခရန်ရုံးမှရဲတွေကတာချီလိုက်တမနာလို့ပင်တင်စားခေါ်ဝေါ်ကြကြောင်းခရန်ရေတက်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ်။ဥနေမျိုးကတောင်ကြီးမြို့နယ်မှာဒုခရန်မှုလုပ်တုံးကရေချုပ်ကရပ်ပခဒူတိုင်မှုသူနဲ့ပနာတင့်နေဒူတိုင်မှုကို905ရီနဲ့ နိုင်ငံရေးအမှုတွေနဲ့ရှာကြွေးခဲ့တာအဲဒါကြောင့်သူရာဒူးတို့တော့မိုင်းယန်ကနေတာချီလေးခိတခရိုင်မှုဆိုပြီးရဲချုပ်ကလွတ်လိုက်တာတောင်ကြီးမာတို့ကသူတို့နှစ်ယောက်နာမည်ကြီးဆရာတပည့်အခုလဲခိတကနေအတီးဖြစ်ရမဲတဲ့သူဆရာကရဲချုပ်ဘသူကမှကြောက်ဆရာမလိုဘူးလို့ပြောတယ်လို့၎င်းကဆိုပါတယ်ဦးနေမြို့မှာတောင်ကြီးမာတူခရိုင်ရဲတပ်ဖွဲ့မှုအဖြစ်တာဝန်ကျဆင်ကလေးက905နဲ့အမှုဖွင့်ခံထားရသူတွေကိုအင်တိုက်အားတိုက်ဖမ်းဆီးတဲ့အတွက်နာမည်ကြီးသူဖြစ်ပြီးလူတို့ရဲ့မုန်းတိမှုကိုခံရတဲ့ရဲတအုပ်ဖြစ်ကြောင်း တောင်ကြီးမှာဒေသခံများထံကနေသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်လက်နက်ကင်အဖွဲ့၃ဘွဲ့ကြီးညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်အနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူတူးရဲ့ဘဝကိုအေဂျင့်တင်ငိန်အောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီးရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်လက်နက်ကင်အဖွဲ့၃ဘွဲ့ကပူးရဲသဘောထားကြီးညာချက်ထုတ်ပြန်ပါတယ်ကရင်နယ်ကြားဆောင်တပ် BGF ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA အဖွဲ့၃ဘက်ကထိပ်ပိုင်းခေါင်းဆောင်တွေဂျမနီစက်တင်ဘာလ28ရက်နေ့မှာမြောက်ဝတီမြို့နယ်မှာရှိတဲ့ BGF အမှတ်နှစ်တက်နယ်ဌာနချုပ်ဖြစ်တဲ့တိကတိကြီးရွာမှာတွေ့ဆုံပွဲပြုလုပ်ပြီးနောက်ပူရဲကြေညာချက်ထုတ်ပြန်လာတာပါအဲ့ဒီအဖွဲ့၃ဘက်မှာ BGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKPA နဲ့ KNU KNLA PC2 ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်ပူရဲကြေညာချက်မှာတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲမတိခိုက်အောင်လဲကာကွယ်စောင့်ရှောက်သွားမယ်လို့ကြေညာချက်မှာဆိုထားပါတယ်။လက်ရှိကရင်ပြည်နယ်တွေကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့အတူကရင်နယ်ကြားစုံတပ် BGF တပ်ဖွဲ့ဝင်တွေပောင်းဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်တချို့ရဲ့ပြောပြချက်အရသိရှိရပါတယ်။ကရင်ပြည်နယ်မှာအင်အားအကောင်းဆုံးနဲ့ခေတ်ဆက်ဆက်ပြည်သူနဲ့အတူရပ်တည်ပြီးစစ်အာဏာရှင်တွေကိုတော်လှန်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး GNU ဥက္ကဋ္ဌကစစ်တပ်ရွေးကောက်ပွဲမကျင်းပနိုင်အောင်မျိုးသားရေးတာဝန်တရအနေနဲ့ကရင်လူမျိုးတိုင်းကဆောင်ရွက်ကြရမယ်လို့ပြောကြားထားပါတယ်။ဒါအပြင် GNU ရဲ့တမဟာအသီးသီးကလည်းစုံမဒေတာရေမှာစစ်တပ်ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးကြတာကတော့ PDF လေးဦးစစ်တပ်စီဗတ်ပြောင်းပြီးနောက်အညာမေတပ်ပေါင်းစုစခန်းဘုံကျဲခံရလို့တပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့စခန်းခွဲတစ်ခုအပေါ်ကိုဘုံကျိတ်တက်ခိုက်ခံရတာကြောင့်တပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့တယ်လို့အဲ့ဒီအဖွဲ့ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုပိုပိုတန့်စင်ကပြောပါတယ်စက်တင်ဘာလ28ရက်နေ့ည9:00နာရီဝန်းကျင်မှာတပ်မတရားတက်ဘက်ကနေတက်လာတဲ့ပါရမော်တာတစီးဘော်ကနေ120မမဘုံဒီနှလုံးကျဲချရမှာစကမ်းပေါ်ကြောက်ရောက်ပြီးတက်ဖွဲ့ဝင်တွေကြာဆုံးခဲ့ကြတာပါတရားတက်ကနေတက်လာတဲ့ပါရမော်တာကနေမှပကုတ်ကူမြို့နယ်တွေကစကမ်းကွဲကိုဘုံဒီနှလုံးချလိုက်တာပေါ့ ကန်ဆူစွာနဲ့ကျွန်တော်တို့ရဲဘော်တွေပေါ်ကိုတိတ်တိတ်ကြပြီးတော့စုစုပေါင်းရဲဘော်၃ယောက်ကြသွားတာစခန်းမှာတခြားသူတွေရှိတော့ပေါ့တခြားသူတွေကတော့ကန်ကောင်းစွာနဲ့လွတ်သွားတယ်လို့ကိုဘိုဘိုတန့်စင်ကပြောပါတယ်ဘုံဒီမှန်ပြီးစခန်းမှုနဲ့တက်စိတ်မှုဖြစ်သူအသက်၂၀အရွယ်တက်ဖွဲ့ဝင်တင်မင်းအညာမြေတပ်ပေါင်းစုရဲ့ပူပေါင်းအဖွဲ့ဖြစ်တဲ့ God of မြိုင်မအသက်18နှစ်အရွယ်တက်ဖွဲ့ဝင်ဗလာနဲ့ PLPDF မှာအသက်36နှစ်အရွယ်တက်ဖွဲ့ဝင်နိုင်ကြီးတို့ကြာဆုံးခဲ့ကြတာပါ လေချောင်းကပုံမှန်တော့ကျွန်တော်တို့ပကောက်ကိုခရိုင်အတွင်းပဲဆိုပါစို့သူတို့တရင်ရတဲ့နေရာမျိုးတွေဆိုရင်တော့ပါရာမော်တာဝိုင်တွဲ Jet Fighter တွေနဲ့ပုံမှန်ကျဲတယ်အခုကတော့အတိအကျတရင်ရတဲ့ပုံစံမျိုးနဲ့ကျစ်လိုက်တော့အထီးကိုက်တွေလည်းများတော့တာပေါ့လို့သူကပြောပါတယ်အခုလိုတိုက်ခိုက်ခံရတာပြီးခဲ့တဲ့ September 19ရက်နေ့မှာစစ်ကော်မရှင်တက်စီကိုဗတ်ပြောင်းသွားတဲ့တပ်ဖွဲ့ဝင်၄ဦးရဲ့တရင်ပြင်းမှုကြောင့်ဖြစ်နိုင်ကအဲ့ဒီတပ်ဖွဲ့ဝင်တွေကလည်းအညာမြေတပ်ပေါင်းစုစခန်းကိုဝင်ထွက်ခဲ့ဘူးသူတွေဖြစ်တယ်လို့ဆိုပါတယ် ြီးခဲ့တဲ့19ရက်နေ့တုန်းကဒီနေမီတဲကစစ်တပ်ဘက်ကိုကူးသွားတဲ့၄ယောက်ကကျွန်တော်တို့စကန်ကတော့မဟုတ်ဘူးသူတို့တော်လန်ကြီးရဲဘော်ဘွားကကျွန်တော်တို့စကန်တွေကိုအဝင့်ထွက်ရှိခဲ့တဲ့ဒီရဲဘော်တွေရဲ့တိကျစွာသတင်းပေးမှုတိကျစွာ location ချနိုင်မှုတို့ကြောင့်ကျွန်တော်တို့ရဲဘော်တွေဆုံရှုံသွားတယ်လို့ကောက်ချက်ချပြီးသုံးသပ်ထားပါတယ်လို့ကိုပူပူတန့်စင်ကပြောပါတယ်ပခုတ်ကိုခရိုင်တွင်းလှူရှားနေတဲ့တော်လန်ကြီးတပ်ဖွဲ့ဝင်တွေဖြစ်တယ်မြက်ကြီးငလင်းဖြိုးစက်နဲ့912ဟာတနက်9:00ယူဆောင်သွားပြီး ညောင်ကျစ်ပင်ရွာမှာရှိတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေစီကိုဗတ်ပြောင်းသွားခဲ့ကြတာလို့ကိုပူပူတန့်စင်ကဆိုပါတယ်။ကြာဆုံးတပ်ဖွဲ့ဝင်တွေဟာလေကြောင်းတိုက်ခိုက်ခြင်းအတွင်းစကန်တွဲမှာရှိတဲ့ကြံတပ်ဖွဲ့ဝင်တွေကိုလုံခြုံတဲ့နေရာကိုတင်းရှောင်ဖို့လှုပ်ဆောင်ပေးနေစဉ်မှာဘုံထိမှန်ခဲ့ကြတာလို့ကိုပူပူတန့်စင်ကပြောပါတယ်။သူတို့ရဲ့အဓိကတာဝန်ကိုကအဲ့ဒီလိုမျိုးပူးတွဲပြီးပါခဲ့တာဆိုတော့သူတို့၃ယောက်လုံးကတင်းမင်းကတော့အဓိကသူကအသက်တော်ငယ်တယ်။သူကကွန်မန်ဒါလောက်ရတဲ့သူဆိုတော့ သူတို့ကိုယ်တိုင် safe zone တဲကိုမဝင်လိုက်နိုင်သေးခင်လေးမှာဖြစ်သွားတာပေါ့ပါရာမော်တာရီရဲ့ထုံးစံကတော့ကိုကိုကိုဦးစားပေးပြီးတော့လုံခြုံအောင်လုပ်မယ်ဆိုရင်တော့သူကအများကြီးပြင်ဆင်ခြင်းရှိတယ်လို့ဆိုပါတယ်ပုံမှန်အခြေအနေတွေမှာလုံခြုံရေးကိုအထူးဂရုစိုက်နှိထန်ခဲ့ကြပေမဲ့တရင်ပေးကြောင့်အခုလိုတိုက်ခိုက်ခံရတာဖြစ်ပြီးလေးချောင်းပြစ်ခတ်မှုအပြည့်မှာလည်းအစိုးရနေရာတဝက်ကိုပါရာမော်တာနဲ့ထပ်မံပြန်ဝဲနေတာတွေရှိတယ်လို့သူကဆိုပါတယ်ထက်လာပါသေးတယ်ကျွန်တော်တို့ကိုချီးရခံတဲ့သဘောပေါ့ ျွန်တော်တို့ကခြေရဖြောင်းလိုက်တော့ location တွေလွဲကုန်တော့ဗောနောက်တစ်ခေါက်လဲ paramotor နဲ့အခုမနဲ့တော့ဝင်းနေပေမဲ့ကျွန်တော်တို့စီထီတော့ရောက်မလာဘူးလို့ဆိုပါတယ်လေကြောင်းရန်စိုးရင်ရတဲ့အတွက်ကြာဆုံးတက်ဖွဲ့ဝင်းတွေကိုစက်တင်ဘာလ29ရက်နေ့မနက်ပိုင်းမှာလွမြောက်တဲ့တနေရာမှာဂုံပြူတနက်ပစ်ပေါက်ပြီးအမိန့်ပြန်ခဲ့ကမိတကြိုပေးခဲ့တယ်လို့ဆိုထားပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတဲ့ကတော့တရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုကံပြည်သူစစ်အဖွဲ့ဝင်ဟောင်း မိလျှောက်ချမ်းရဲ့မိသားစုဝင်၁၁ဦးကိုတည်တံများချမှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုကန့်ပြည်သူစစ်အဖွဲ့ဝင်ဟောင်းမိလျှောက်ချမ်းရဲ့မိသားစုဝင်၁၁ဦးကိုလူတက်မှုကြားဖြန့်လိမ်လည်မှုဥပဒေမဲ့ဖမ်းဆီးချုံနှောင်မှုလောင်းကစားမှုနဲ့ပြည်တစားမှုမူရည်စေဝါအမှုတွေနဲ့တည်တံချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာတဲ့သတင်းများရသိရှိရပါတယ်။စက်တင်ဘာလ29ရက်နေ့ရှီချမ်းပြည်နယ်မှာရှိတဲ့တရားရုံးကမိလျှောက်ချမ်းရဲ့မိသားစုဝင်တွေကို ပထမဆုံးအကျင့်ဖြစ်စီရင်ကြံ့မြောက်ချမှတ်လိုက်ခြင်းဖြစ်ပြီးမိလျှောက်ချမ်းရဲ့တားဖြစ်သူမြီးမလေးတီရီမောင်ဝေကော်ချမ်းဝူဟုံမင်းဝူစိန်လုံဖူးယူပင်အပါအဝင်၁၇ဦးတို့ကိုတည်တံ့ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ရန်ကျင်းရှိဖူးကျင်းစစ်အပါအဝင်၅ဦးကိုစိုင်းငံ့နှစ်နှစ်တည်တံ့ချမှတ်လိုက်ကြောင်းလော်ကျန်ကျန်းချိုးစစ်အပါအဝင်၁၇ဦးကိုထောင်တန်းတသက်ချမှတ်လိုက်ကြောင်းပြည်ဝှေ့ချင်းကျန်းကြည်အပါအဝင်၁၂ဦးကိုထောင်တန်း၅နှစ်မှ၂၄နှစ်အထိ တက်မှတ်ထောက်တန်းအသီးသီးကို၎င်းငွေတန်းပိုင်ဆိုင်မှုပစ္စည်းများတင်ယူခြင်းပြည်နှင်တန်းပေးခြင်းပြည်တံများကိုလည်းချမှတ်ထားကြောင်းသိရှိရပါတယ်။ကြားဖြန့်ဝေလိလယ်မှုများအပါအဝင်ရာဇဝတ်မှုများနဲ့ဆက်ဆက်နေတဲ့မိရှောက်ချမ်းရဲ့တားဖြစ်သူတမင်းမိရှက်လျံနဲ့မြမာလီမက်သီရီမောင်တို့ကိုတရုတ်အာဏာပိုင်များတံကိုမြန်မာစစ်တပ်က2023ခုနှစ်နိုဝင်ဘာလမှာလွှဲပြောင်းပေးခဲ့ကြောင်းမိကောင်ပိန်းအသက်43နှစ်ဟာမြန်မာစစ်တပ်ရဲ့ကုတ်ကဲမှုအောက်မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုကနေကြားဆောင်တက်ရဲ့ခေါင်းဆောင်ဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့အပါအဝင် ပြစ်မှုကျူးလွန်သူတရားခံ39ဦးကိုဆွဲချက်တင်ခဲ့ပြီးစေလနီးပါးအကြမ်းမှာအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံရှီကျန်းအရှိပိုင်းခရိုင်မှာကြားဖြတ်ငွေလိမ်လည်မှုအပါအဝင်ပြစ်မှုကျူးလွန်သူတရားခံ39ဦးကိုဆွဲချက်တင်ခဲ့ပြီး၎င်းတို့အနက်16ဦးမှာမြန်မာနိုင်ငံသားများဖြစ်ပြီး၎င်းတို့ကိုလူတက်မှုလိမ်လည်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ပြည်ထောင်စာမှု မွေးရစည်းဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြည်မှုများနဲ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ကိုကပ်ပြည်သူစစ်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့မီးရှောက်ချမ်းမှာတော့တရုတ်ကဖန်ဝရန်ထုတ်ချိန်မှာမိမိကိုယ်ကိုတတ်သိသွားခဲ့ပါတယ်။တရုတ်နိုင်ငံနေနေမိတ်ပြင်ပကိုကပ်ဒေသမှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုများဖြစ်ခဲ့ပေမဲ့လည်းတရုတ်နိုင်ငံသားများရဲ့ကိုယ်ပိုင်အခွင့်အရေးများကိုချိုးဖောက်ခြင်းကြောင့်တရုတ်အာဏာပိုင်တွေကရင်းအမှုကိုစီရင်ပိုင်ခွင့်ရှိတယ်လို့တရုတ်အစိုးရကဖန်ဆီးအမိန့်ချမှတ်လာခြင်းဖြစ်ပါတယ်။ ြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်ဒေသမှကြားဖြန့် online ငွေလိမ်လည်ခိုင်းရဲ့အဓိကတရားခံဖြစ်တဲ့ပေဆောက်ချိန်အပါအဝင်စေဦးကိုစစ်ကောင်စီကတရုတ်တံကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်စစ်တပ်ကကိုကံပြည်သူစစ်ကောင်းဆောင်ပေဆောက်ချိန်ပေရင်စံပေဆောက်ချိန်ရဲ့တာဝီစန်းခဝီဝိုင်းရန်နေကြောင်တရင်1336ဥက္ကဋ္ဌလျိုအောက်ပောက်ခေါ်လျိုကျင့်ရှမ်းဖူလီလိုက်လုပ်ငန်းစုတတိလျိုကျင့်မောက် ရွှေလောက်ဖွားတို့ကိုအခြားအရေးကြီးတရားခံ၄ဦးစုစုပေါင်း၁၀ဦးတို့ကိုစစ်ကောင်စီက2024ခုနှစ်ဇန်နဝါရီလမှာနေပြည်တော်လေဆိပ်မှတဆင့်တရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့လေကစ်ကိုတိုက်ပွဲ၉ရက်မြောက်နေ့ပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ကလေကစ်ကောမြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေရဲ့၉ရက်မြောက်နေ့အဖြစ်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ် စစ်ကောင်စီတပ်ဟာကရင်နယ်ကြားဆောင်တပ် BGF ရဲ့တရင်တချို့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တပ်မဟာ6နယ်မြေကဒေါ်လင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။ဒါကြောင့်တိုက်ပွဲ9ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာလ29ရက်နေ့မှာလဲတိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့ဒေါ်လင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။မြဝတီမျိုးဆောင်တပ်ခလာရ2ခွန်ကတရင်ကနေလဲလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ဒေါ်လင်းသတင်းရင်းမြစ်တဦးကဆိုပါတယ်။2ခွန်ကမစ်ဆိုင်တွေအတွဲလိုက်ပြစ်ဒဏ်ကြရတယ်လို့၎င်းကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာအတင်းတိုးဝင်စစ်ကြောင်းထိုးနေပြီးလက်ရှိမှာ၄ကီကော်မြို့အဆက်ကိုရောက်နေတယ်လို့ဆိုပါတယ်။၄ကီကော်မြို့တစ်ကိုရောက်ဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာလ22ရက်နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။စစ်တပ်ဟာ၄ကီကော်မြို့တစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဘူတင်ဝင်းအဖွဲ့က၄ကီကော်ရဲ့အရှိမြောက်ဖက်မေဝါခီရွာဘက်ကနေစစ်ကြောင်းကိုထိုးနေတယ်လို့သိရှိရပါတယ်။ BGF ရဲ့ဘူမှုတုံအဖွဲ့က၄ကီကော်ရဲ့အနောက်မြောက်ဘက်က ကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့တော်လိုင်းရေးတရင်ရှိမြစ်တွေကပြောပါတယ်စက်တင်ဘာလ23ရက်နေ့နဲ့25ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ကတိုက်စုံတရန်ရခဲ့သူများခဲ့တယ်လို့တော်လိုင်းရေးဘော်အချို့ကဆိုပါတယ်မေဝါခီရွာဘက်ကနေစစ်ကြောင်းထိုးလာတဲ့ BGF ဗိုတင်ဝင်းအဖွဲ့ကလည်းအထိနာခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူပေါင်းတပ်စစ်ကြောင်းတွေကလေကီကော်မျိုးတစ်ကိုခုခံကာကွယ်နေတာဖြစ်ပါတယ်တော်လိုင်းရေးပူပေါင်းတပ်က ကော်ပိုရာစစ်စင်ရေးမှုဘူတာဘော့ကိုတိုင်စစ်မြေပြင်မှာဥဆောင်တက်ခိုက်နေတဲ့ရုပ်တံကိုစက်တင်ဘာလ26ရက်နေ့ကလူမှုကွန်ရက်မှာတွေ့ရှိရပါတယ်။စစ်ကောင်စီတပ်စစ်မှုထမ်းဥပဒေနဲ့အတမစစ်သားစုဆောင်ထားတဲ့တပ်သားတွေကိုမွေးစည်းတွေကြွေပြီးရှစ်တက်ခိုင်းတာလို့လဲလေဂီကောဒေတာမှာတိုက်ပွဲဝင်နေကြတဲ့တော်လိုင်းရဲဘော်တွေကအတိပေးထားပါတယ်။စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော်ပိုရာစစ်ကြောင်းတစ်စစ်ကြောင်းမှုစောကောကတော့မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင် ပတ်စာပြည်သူစစ်တဲပါမတော်စေရန်အထူးကိပြုစေခြင်းပါတယ်။အခုတက်လာတဲ့ပတ်စာတွေကကြောင်တောင်တွေဈေးကျွေးပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။စိတ်မကောင်းစွာနဲ့ကိုယ့်ဘက်ကကင်ထုတ်လိုက်ရတာများပါတယ်လို့စက်တင်ဘာလ23ရက်နေ့တိုက်ပွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ရေးသားအသိပေးထားပါတယ်ခင်ဗျာ။ထမတင်ဆက်ပေးကြတာကတော့နေပြည်တော်တိုင်းစစ်ထနာ PDF တရင်အမှတ်7393ရဲ့တရင်မှုကွယ်လွန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ထနာ တက်ကုံး PDF တရင်အမှတ်833ရဲ့တရင်မှုကွယ်လွန်သွားတယ်လို့အဆိုပါတရင်ကမနေ့ကထုတ်ပြန်ပါတယ်တရင်အမှတ်833ရဲ့တရင်မှုရဲဘော် Ragnar ခေါ်ရဲဘော် CJ ဟာတော်လိုင်းဤတာဝန်တွေကိုထမ်းဆောင်ရင်းစက်တင်ဘာလ29ရက်နေ့မှာကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်ဘာအကြောင်းကြောင့်ကွယ်လွန်ခဲ့တယ်ဆိုတာကတော့ PDF တရင်833ကမထုတ်ပြန်ထားပေမဲ့ရဲဘော် Ragnar ဟာမကွယ်လွန်ခင်အချိန်ထိတရင်တာဝန်တွေကိုထမ်းဆောင်ခဲ့တယ်လို့ဆိုပါရယ်ရဲဘော် Ragnar ရဲ့ တော်လန်ရေးအပေါ်ကြိုးစားမှုစိတ်အားထက်သန်မှုနဲ့အနစ်နာခံကောင်းဆောင်မှုတွေဟာတရင်၈33ရဲဘော်တွေအတွက်စစ်နမူနာယူထိုက်စရာတွေဖြစ်တယ်လို့သိရှိရပါတယ်။ရဲဘော်ရက်နာကွယ်လွန်ခြင်းဟာတရင်၈33တဲ့တော်လန်ရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီးရဲဘော်ရက်နာဖြစ်ခြင်းနဲ့ Federal Democracy နိုင်ငံပေါ်ပေါက်ရေးအတွက်ကြံရှိနေတဲ့တော်လန်ရေးတာဝန်တွေကိုတရင်၈33ကရဲဘော်တွေဆက်လက်ထမ်းဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးကြတာကတော့ ထိုင်းနိုင်ငံချွန်ပူရီပြည်နယ်မှာရှိတဲ့ဘန်ယီစစ်ရုံမှာမြန်မာအလို့သမား200ကျော်လောက်ခလဆာကောင်းပုံဖြတ်ခံရပြီးအလို့သမားအခွင့်အရေးချိုးဖောက်ခံရကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံချွန်ပူရီပြည်နယ်မှာရှိတဲ့ဘန်ယီစစ်ရုံမှာမြန်မာအလို့သမား200ကျော်လောက်ခလဆာကောင်းပုံဖြတ်ခံရပြီးအလို့သမားအခွင့်အရေးချိုးဖောက်ခံရကြောင်းအဆိုပါစစ်ရုံမှာအလို့လုကင်နေတဲ့အလို့သမားတွေကပြောဆိုပါတယ်။ထိုင်းနိုင်ငံချွန်ပူရီပြည်နယ်လေယောင်ခရိုင်ဘန်ခိုင်းမြို့မှာရှိတဲ့ဘန်ယီစစ်ရုံမှာ S&T Trading Company Limited Agency မှတဆင့်မြန်မာအလုသမား200ကျော်အလုလုပ်ကိုင်နေပြီး Agency နဲ့စကြပြန်များပူးပေါင်းကာအလုသမားတွေရဲ့အကျိုးခံစားခွင့်တွေကိုကောင်းမွန်ဖြတ်ခံနေရကြောင်း S&T Trading Company Limited Agency မှလူရှာပွဲစားနန်းရွှေလှဟာဘိုင်းရီစက်ရုံအတွက်မြန်မာအလုသမားတွေကိုစမတ်ကြီးရယူကအလုသွင်းပေးထားခြင်းဖြစ်ကြောင်းအဆိုပါစက်ရုံမှတရုတ်စကပြန်တွေဟာလဲနန်းရွှေလှရဲ့သားနဲ့တူဖြစ်သူတို့ဖြစ်ကြ။လူသမားတွေရဲ့လာဆာဆလစ်ကအဆမပေးတဲ့အပြင် တရားဝင်ထိုင်းစိုးရသတ်မှတ်ပေးထားတဲ့ရုံးပိတ်ရက်များမှာပါအလုတ်အတင်းအကျပ်စင်ကပ်ပြီးလုံအားကကိုလည်းအချိန်ပိုကြီးသတ်မှတ်နှုတ်ထားအတိုင်းမပေးကြအောင်အလုတ်သမားများထံကလည်းသိရှိရပါတယ်။စက်ယုံကတရုတ်လူမျိုးပိုင်ဖြစ်ပြီးအလုတ်သမားများအနေနဲ့ဘာသာစကားအခက်ခဲကြောင်းစက်ယုံမှလူကြီးပိုင်းများနဲ့အဆက်အသွယ်မလုံနိုင်တဲ့အပေါ်နန်းရှရီလှနဲ့စကားပြန်များကအလုတ်သမားများရဲ့ခန်းစားခွင့်တွေကိုကောင်းမှုဖြစ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စက်ယုံကတရုတ်စက်ယုံမှုခန်းစားခွင့်အကုန်ပေးပါတယ်။အလုတ်တစ်ခုပြောင်းရွှေ့ရတာ ရှာရတာမလွယ်ကူလို့အလုံးကတိခန့်နေကြရတာပါတဖြည်းဖြည်းအရင်လွန်လာလို့ပါအခုဟာကပုံမှန်အစိုးရရုံပိတ်ရက်လို့ဟာမျိုးကိုတော့ဒစပဲပြပြီးသူ့အိတ်ထဲထဲဖို့ထိသူလှုပ်လာလို့ပါလို့စစ်ရုံလုံသမားတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်ဒါအပြင်ထိုင်းနိုင်ငံကိုတရားဝင် MOU နဲ့လာတဲ့လုံသမားရီကိုလည်းကြက်ခောက်တရီပြောင်းခါများကောက်ခံကကြက်ခောက်ပြပြီးဆိုပြီးပြောဆိုခဲ့ပေမဲ့လည်းအမှန်တကယ်မှတော့လုံမပေးတဲ့အတွက် MOU မြန်မာအလို့သမားတချို့အထောက်ထားမဲ့ဖြစ်ချင်းပါကြုံတွေ့ခဲ့ရကြောင်းသိရှိရပါတယ်။ MOU သမားတွေလည်းတက်တန်းတည်ကုန်ပြီးကြက်ခောက်ခါတွေကောက်ပြီးမလုပ်ပေးပဲကြက်ခောက်ပြီးပြီဆိုပြီးလိန်တယ်အလုပ်ပြောင်းမရတော့ဘူး။သူလုံးလို့အခု MOU သမားတွေလည်းလာမဲ့ဘက်ဖွဲ့မဲ့အချိန်ကိုပြန်ဆောက်ဘက်ရက်ပြီးနေရတော့မှာပါလို့စစ်ရုံအလို့သမားတူဦးကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုပါတယ်။အလို့သမားတွေကိုကောင်းဖို့ဖြတ်စားနေတဲ့ပွဲစားနန်းရွှေလာရှမ်းပြည်နယ်လာရှုမြို့ဇာတိဖြစ်ပြီး၎င်းအေဂျင်စီနဲ့ဆက်ဆက်တဲ့စစ်ရုံမှာ လူသမားတိုင်းကိုခေါင်းပုံပြခြင်းလုံအားကတမတ်နှုံထားများမပေးခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းလူသမားများထံကနေသိရှိရပါတယ်။သူနဲ့အလုစမတ်ရင်စမတ်ကြီးထိုင်းဖက်9000ဝန်းကျင်တိပေးရပါတယ်။လစာထွက်ရင်တော့ဆက်လက်လုံးဝမပါပါဘူး။လူနေရာကျော်လောက်ကသူလူပေါင်းဝါသမျှခေါင်းကုန်ခံနေကြရတာပါ။အထောက်ထားရီတည်ရဲသူကတည်ကုန်ကြတော့ရှီတိုးမရနောက်ဆုံးမရတွေပါလို့ဘိုင်းရင်စက်ယုံမှလူသမားတအူးကရန်ကုန်ခေတ်သတင်းဌာနကိုပြောကြပါတယ်။ SND Trading Agency က တရုတ်နိုင်ငံသားပိုင်အလုရှာပွေရေးအေဂျင်စီဖြစ်ပြီးတရုတ်စစ်ရုံတွေကိုလည်းလိုက်ချိတ်ပေးကာလူရှာပေးခြင်းဖြစ်ကြောင်းနန်းရွှေလကစမတ်ကြီးယူလူရှာထည့်ပေးခြင်းဖြင့်အလုသမားတွေကိုကောင်းမွန်ဖြစ်နေခြင်းဖြစ်ကြောင်းစစ်ရုံမှပုံမှန်ပကံစခွန်ကဖြတ်ပေးမယ်လဲစာရွက်စာတမ်းမပေးတဲ့အတွက်နေမကောင်းဖြစ်ပေါကအပြင်းစီးကံမှငွေကုန်ခံပြနေရကြောင်းအလုသမားများထံကနေသိရှိရပါတယ်။သူအကြောင်းကို NUG အလုသမားဝကြီးဌာနနဲ့ထိုင်းကအလုသမားအဖွဲ့အစည်းတွေကိုလည်းသိစေခြင်းတယ်။ ဲ့ဒီပွဲစားအမျိုးသမီးနန်းလရွှေကအရင်ကတည်းကလူသမားတွေအပေါ်ခေါင်းပုံဖြတ်တာတွေအများကြီးလုပ်ခဲ့တာအခုလဲဆက်လုံနေလို့တာစီဟန်တာစီခြင်းပါတယ်လို့ပွဲစားရဲ့လိန်လိန်မှုကြောင့် MOU အထောက်ထားမဲ့ဖြစ်ခဲ့ရသူစက်ယုံလူသမားတအုပ်ကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါရခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့စတုံးမျိုးကိုစစ်တပ်ကလေရင်နဲ့ဘုံကျင်မှုကလင်းငင်နှစ်ဦးအပေါင်းအဝင်ပြည်သူ၈ဦးသေဆုံးရုပ်အလောင်းတချို့မှာတစားစီဖြစ်သွားခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်ကလင်းငယ်နှုတ်အပေါ်အဝင်ပြည်သူ၈ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ယမန်နေ့စက်တင်ဘာလ29ရက်နေ့မွန်းလွဲပိုင်းမှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစတုံးမြို့ကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတက်ခိုက်ခဲ့ကြောင်းမြစ်ကြီးနားမြို့လေဒါစကန်မှာတက်လာတဲ့တိုက်လေရင်ကစတုံးမြို့ဈေးမှာဘုံနှလုံးရခင်ရဲစကန်ဟောင်းမှာဘုံတလုံးကျဲချသွားကြောင်းဘုံကျဲချိန်မှာကလေးများကြောင်းစင်ချိန်ဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူများနဲ့ပြည်သူများထိခိုက်ဒေဆုံးမှုများပြခဲ့ပြီးကလင်းငယ်နှုတ်အပါအဝင်၈ဦးဒေဆုံးကြောင်းသိရှိရပါတယ်။ဒီနေ့မွန်လိုင်းပိုင်းမှာအကြံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစတုံးမျိုးကိုလေရင်နဲ့ဘုံကျစ်တက်ခိုက်သွားတာဘုံကျစ်တက်ခိုက်ခြင်းကကလေးတွေကြောင်းစင်းပြီးပြန်လာတဲ့အချိန်ဆိုတော့ကျောင်းသားကျောင်းသူတွေအပါအဝင်ပြည်သူတွေထိခိုက်ဒေဆုံးမှုများပြတယ်။ပြည်သူ၈ဦးဒေဆုံးတယ်၊ခုနှစ်ဦးအပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသပြည်သူတအုပ်ကပြောဆိုပါတယ်။အကြံပတ်စစ်တပ်က ကချင်ပြည်နယ်ကိုဥတည်၍လေကြောင်းတိုက်ခိုက်မှုများစက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ပြီးမြေပြင်မှာလည်းဖောက်ကန်ဝိုင်းမော်တို့မှစစ်ကြောင်းထုံးမှုများတွန်းမြင့်လှုပ်ဆောင်လာကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးစံတာကတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာ Downs Japan Tour 2025ကိုပွဲဥရအဖြစ်အောင်မြင်စွာကျင်းပခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဂျပန်နိုင်ငံတိုကျိုမြို့မှာတော်လန်တရုတ်ဆောင် Downs Japan Tour 2025ပွဲကို စက်တင်ဘာလ28ရက်နေ့မှာပွဲရက်ဖြစ်အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းပွဲစီစဉ်သူများထံကနေသိရှိရပါတယ်။အဆိုပါ Downs Japan Tour 2025ပွဲကိုတိုကျိုမြို့ Arena Tachikawa Tachihima ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးပရိသတ်အများအပြားလာရောက်ခဲ့ကြောင်းသိရှိရပါတယ်။ပြည်တွင်းအတွက်လိုအပ်တဲ့နေရာတွေကူညီဖို့အတွက်ရမုံငွေရှာဖွေရင်းနဲ့အမှန်တရားပတ်တော်သားများနဲ့တရင်တနီတွေ့ဆုံလို့သောဆန္ဒနဲ့ Downs Japan Tour ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်လို့ပွဲစီစဉ်သူတအူးကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုပါတယ်။ ဒါအပြင် Downs Japan Tour 2025ကိုအော်တိုဘလန်12ရက်နေ့မှာဂျပန်နိုင်ငံအိုဆာကာမြို့နဲ့အော်တိုဘလန်16ရက်နေ့တို့မှာကူရှူးမြို့တို့မှာဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းပွဲစီစဉ်သူများထံကနေသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ